မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းမြန်မာသားဖန်နီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့စတ္ထမတန်မြန်မာသားဖတ်စာထဲမှာပါဝင်တဲ့ဇကပုံအသုံးချဘာသာစကားထဲမှာပါဝင်တဲ့ဇကပုံအခန်းခဏ္ဍထဲဟာစင်ဟောဟာရအသုံးအနှုန်းဆိုတဲ့အခန်းကိုဆက်လက်ပြီးတော့သင်ကြား ဖက်ပြပေးသွားမှာဖြစ်ပါတယ်။နော်ပထမအရင်အစောပိုင်းတုန်းကလည်းစင်နဲ့ပတ်သက်ပြီးတော့သင်္ကန်းစာတစ်ပုဒ်ကိုတင်ထားတာရှိပါတယ်။ဒါပေမဲ့ဒီဟာကတော့စတ္တမတန်မြန်မာသာဖက်စာမှာပါဝင်တဲ့စင်မောဟာရအတုံးအနှုံးနေအကြောင်းကိုဆက်လက်ပြီးတော့ ဖက်ပြပေးသွားမှာဖြစ်ပါတယ်ဆရာဖက်ပြတဲ့ဟာကိုကလေးတွေကတည်တည်ချာချာလေးနားထောင်ရမှာဖြစ်ပါတယ်ကဲဒါဆိုရင်စတင်ပြီးတော့ဖက်ကြည့်အောင်စင်မောဟာရာအတုံးအနှုံမြမလူမျိုးတို့သည်စကားပြောရရင်ဖြစ်စေစာရေးရရင်ဖြစ်စေမိမိပြောလို့ရေးလို့တော့အကြောင်းတစ်ခုကိုပုံမထင်ရှားပေါ်လွင်စေလိုလျင်ခိုင်းနှံ့၍၎င်း ဇကပုံနှင့်ရှင်တွဲ၍၎င်းပြောဆိုရေးသားလိရှိသည်ထို့သောခိုင်းနှံရာတွင်၎င်းဇကပုံနှင့်ရှင်တွဲရာတွင်၎င်းနှိုင်းစရာရှင်တွဲစရာအမျိုးမျိုးရှိသည့်အ내လူတို့နှင့်နီးဆက်ရင်နှီးပြီးအသုံးဝင်သောတရိစ္ဆာန်များကိုအသုံးပြုတတ်သည်ထိုတရိစ္ဆာန်များတဲမှစင်သည်မြမများအဖို့ခက်အဆက်ဆက် နီးဆက်ရင်းနှီးအသုံးဝင်သော အဖို့တန်သည့်တရိษံဖြစ်သည်စင်ကိုအခြေခံအကြောင်းတရားအကြောင်းပြု၍ခိုင်းနိုင်သောစကားများစကားပုံများအဖြစ်နှင့် သုံးသောအသုံးနှုန်းများအများအပြားရှိသည်အမိအဖတို့သည်သာသမီများအားကောင်းစားကြည်ပွားသည်ကို ကြည်လိုမြင်လိုသည်ဟုပြောလိုသည့်အခါတွင်စင်စည်းပြီးမြင်ရန်သာကြည်လိုသည် ဟုပြောဆိုကြသည် တာသည်မိများပျက်စီးဆင်းရဲဒုက္ခရောက်သည်ကို မကြည့်လိုဟုပြောခြင်းသည့်အခါတွင်မူစင်နှင်းပြီးမြင်းကန်နာကို မကြည့်လိုဟု ပြောဆိုကြသည်တစုံတစ်ခုသော အလုတ်ကိုလှုပ်သည့်အခါအလုတ်ပြီးလူနီးမှ အထစ်ထစ်အငေါငေါဖြစ်နေလျင်၎င်းအကြောင်းတစုံတရာကြောင့်အခဲအခဲအနောက်အရှက်တွေ့နေလျင်၎င်းစင်ပြောင်ကြီးအမိကြမတေဟုညင်းညူကြလေသည် တယောက်နဲ့တယောက်ရှင်စရာပြိုင်စရာကိစ္စပေါ်လာရင်လေတယောက်ကတယောက်ယောက်ကမိမိနဲ့ရှင်ပြိုင်မိသူသည် အဖက်ဖက်မှ အလွန်ကြွားချနေကြောင်းပြလို့ပြောလို့သည့်အခါတွင်စင်နဲ့စိတ်လောက်ကွာသည်ဟုကြွားဝါကြသည် လူတယောက်သည် ကိစ္စတစ်ခုခုကိုရဲရဲဝံ့ဝံ့ရင်ဆိုင်မဖြေရှင်းပဲရှောင်ဖဲဖဲလုံနေလျင် စင်ဝဲရန်ရှောင် လုံမနေနဲ့ဟုပြောတတ်ကြသည် အစင်းစားစင်ကျင်ဉဏ်မရှိပဲဇုတ်တရုတ်ရှေတိုးလုံသည့်အခါစင်ငန်းတော်တော်မလုံးနဲ့ဟုတတိပေးကြသည်ပစ္စည်းများပေးဝေရတွင်မမြမတအစမတန်နေပါနေသောအခါစင်ပါဇံနှမ်းပက်သလိုပါပဲကွာဟုပြောဆိုတတ်ကြသည်ကြည်စေကစားကြရတွင်တယောက်နှင့်တယောက်အရွယ်သည်၎င်းအင်အားသည်၎င်းမပြမတကွာချနေသည့်အခါ အရွယ်အင်အားကြီးသူကိုစင်ကြည်စားရာစိတ်မခံသာဟု တားမြစ်တတ်ကြသည်ကိစ္စတစ်ခုကိုဝယ်ယူသည့်အခါတွင်ပင်မပစ္စည်းတန်မိုးအထက်အပေါ်ကရိယာဒဇာပလာတန်မိုးကကြီးမြင့်နေပါက စင်ပိုးထက်ချုံပိုးကြီးဟုပြောဆိုတတ်ကြပါသည်လုပ်ငန်းတွင်တွင်မိမိ၏ယာဓုကုံမှာ နေပန်းတော်လဲမိမိထက်ယာဓုကုံအရှိန်အဝါရှိသူကိုမှီ၍အခွင့်အရေးရယူတတ်သူတို့ကို စင်ဖြူတော်မီကြံစုတ်တယ်ဟုပြောတတ်ကြသည်အဖိုးထိုက်တန်သောအရေးအသွေးမြင့်သော အရာတစ်ခု လူတစ်ယောက်ကိုမြည်သွမျှဖြည့်ဆည်း၍မရနိုင်ကြောင်းခိုင်မာစစ်မှန်လျင်မြည်သွမျှဖြည့်ဆည်းမရနိုင်ကြောင်းကိုစင်ဆွယ်မှန်ပိုးမဆောင်ဟု ပြောဆိုကြသည်အလौတာဝင်ပေးအပ်မည်ဆိုလျင်မိမိတာဝင်ပေးအပ်မည်သူနှင့် မိမိဘေးမိတောင်းဝန်မျှတနေရမည်ဖြစ်သည် မနိုင်သည့်မွန်ကိုထမ်းခိုင်းလျင်လုပ်ငန်းချောမွေ့အောင်မြင်ခြင်းမရှိနိုင်ပေဝန်နှင့်အာမမျှတသည်ဖြင့်အလုတောင်းဝန်မပြရခြင်းဖြစ်ကြောင်းကိုစင်ကြည်တဲ့ကြိုးကြက်ချီကြက်ချီတဲ့ကြိုးစင်ကြည်လို့တလို့စင်ကြည်တယ်လို့လုံနေလို့ပါဟုညီးတွားတတ်ကြသည် ကျေဝါချမ်းသာသူတို့သည် စီးပွားရေးကြဆင်းသွားတော်လဲတာမန်သူတို့ထက်မူစီးပွားဥစ္စာတို့မှာကြံနေသေးသည် ထို့သောသော အခြေအနေကိုဖော်ပြလိုသည့်အခါစင်ပိန်ကျွဲလောက်စင်ကြုံကျွဲလောက်ဟု ခိုင်းနိုင်ပြောဆိုတတ်ကြသည် မိမတယောက်သည်နှွယ်နှောင်းရင်ကျဲစွာလမ်းလျှောက်သည့်အခါ စေမရင်တန်ဟံမျိုးနယ်ဟုချီကျူးပြောဆိုကြသည်အပြစ်ကြီးတစ်ခုကိုလုံမိ၍ထိုအပြစ်ကို တခြားသူများမသိမမြင်စေလိုသဖြင့်ဖုံးကွယ်ဖျောက်ဖျက်ဤတို့ရာတွင် အပြစ်သည် မလုံးကျုံမပြောင်းပြက်ပဲပေါ်ပေါက်လျင် စင်သေးကိုစိတ်တရေနှင့်ဖုံးသလိုဟု မလုံးမလဲရှိကြောင်းခိုင်းနှိုင်းပြောတတ်ကြသည် မနိုင်မနှင်းသော အလုတ်ကို လုံနိုင်လိမ့်မည်ထင်ပြီးလုတ်သည်တို့ရတွင် အောင်မြင်ထမြောက်ခြင်းမရှိလျင် စင်ကောင်ခွေးမချီနိုင်ဟုအပြစ်တင်ပြောကြ၏စင်ကိုအခြေခံ၍တင်စားပြောဆိုသောအကြောင်းအရာတို့သည်များစွာရှိနေသေးသည် အလားတူပင်ကြားကို၎င်းငားကို၎င်း ခွေးကို၎င်းကြောင်ကို၎င်းလေ့လာ၍ဘဝနှင့်ဟက်မိအောင်ထိတိယောက်ယောက်ပြောသော စကားအသုံးနှုန်းတို့သည်လည်းများစွာရှိသေးသည် နားစွင့်၍ထောင်မှာကနေ့စဉ်ကြားရလိမ့်မည် အဲအခုဖတ်ပြပေးသွားတာကတော့စကပုံအတုံးချဘာသာစကားအခန်းကဏ္ဍထဲမှာပါဝင်တဲ့စင်ဝဟာရအတုံးနှုံးတွေအကြောင်းကိုဖတ်ပြပေးသွားတာဖြစ်ပါလိမ့်ရှင်ကျေးဇူးတင်ပါတယ်